ေတ္တာအားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးကလည်းအလွန်ငြိမ်သက်တယ်အလွန်မုံမြတ်တယ်သူ့ကိုမကောင်းကျင်တဲ့သူသာနဲ့သူ့ရဲ့ငြိမ်သက်မှုမုံမြတ်မှုကပဲသူ့ကိုဒုက္ခမရအောင်ကာဝယ်ပြီးဟိုလူကတော့သူ့စီရင်နာနဲ့သူသွားတာပဲဒီသဘောကိုပြောတာနော်ပြီးတော့ဘုန်းဘုန်းတို့မေတ္တာပွားဖို့အတွက်စိတ်အားထက်သန်စေဖို့ဟိုမဖြစ်မနေခေါင်းထဲမှာမေတ္တာရဲ့အကျိုးကိုနားလည်ထားဖို့လိုတယ်ဒီမေတ္တာကိုအာယုံပြုတ်လိုက်တာနဲ့အာယုံမပြုတ်ခင်ကလှုပ်လက်ခတ်နေတဲ့စိတ်ဟာမြန်မြန်ဆန်းဆန်းငြိမ်ကြသွားတယ် နော်စိတ်ကိုမီးကိုရေနဲ့ညှိလိုက်တယ်လို့မျိုးတခါတည်းနိုင်တဲ့နော်အလေးအကျင့်ဟာမေတ္တာအလေးအကျင့်ပဲနော်ကျန်တဲ့ကမ္မထံကိုမြတ်စွာဘုရားအဲ့လိုဟောတာခမုံသိပ်ပြီးတော့မတွေ့ဘူးဟုတ်လားမေတ္တာဓာတ်ဟာစိတ်ကိုပါတော့အလွန်မှမြန်မြန်ဆန်းဆန်းငြိမ်သက်စေတယ်အဲ့ဒီအကျိုးကျေးဇူးကိုခမုံတို့ရကြင်နေဆိုရင်မေတ္တာပွားရမှာရှုပ်ပြောရတာရှိတယ်လေအဲတပည့်တော်တို့ တရားထုတ်ရင်စိတ်တွေကပြန့်လွင့်နေတာပဲမငြိမ်ဘူးလို့ပြောကြတာရှိတယ်ဒီနည်းလေးနဲ့မလုပ်ကြည့်တဲ့နော်စမ်းကြည့်တဲ့နဲ့ဟုတ်လားမေတ္တာတရားပွားများပြီးတော့တည်ငြိမ်တဲ့စိတ်ရှိပြီးဆိုတော့မှရုံဏရဲ့အပေါ်မှာနားလည်မှုရှိအောင်ဥတည်ပြီးတော့ပြောင်းလဲပြီးတော့ဘုံဘုံတို့အသိဉာဏ်ပညာစိုက်မယ်ဆိုလို့ရှိရင်နော်လူရခီးကိုလွယ်လွယ်နဲ့ရောက်သွားနိုင်တာလေရှိမယ်ပေါ့ဟုတ်လားဒါကြောင့်ဒီတုဒ္ဒံစိတ်တံတမာရိရဲ့ဒီစိတ်ကိုမြန်စွာတည်ငြိမ်စေတယ်ဆိုတဲ့မေတ္တာရဲ့အချုပ်အလေးတင်ရလဲပဲ နော်မျက်နှိုးစရာကောင်းတဲ့အကျိုးအနိသင်တစ်ခုပေါ့နော်အိမ်လို့ချမ်းသာကောင်းစွာအိမ်မဲ့ချစ်လျက်လုံးနဲ့ဆောင်းလန်းတတ်မြတ်စိတ်